တာကြရတဲ့နေ့ဖြစ်ကြပါစေလို့အားလုံးကိုနေဦးမယ့် channel ကနေမှဖွင့်ပြလေးပြီးကြိုဆိုပါရစေ။ဒီနေ့ကတော့ပထမဦးဆုံးအနေနဲ့ကျွန်တော်ကချင်ပြည်နယ်ရဲ့အစီရဲအောင်ပွဲသတင်းကိုအရင်ပြောပြချင်တယ်။ပူတာဦးလန်စဲ ခေါလံဖူးဘက်မှာနေ့တိုင်းတိုက်ပွဲဖြစ်တယ်အားလုံးသိတဲ့အတိုင်းပဲစစ်ခွေးဒီဘက်ကနေမှနေ့တိုင်းဘုံကျဲတိုက်ခိုက်နေတယ်လို့ကျွန်မသတင်းထဲမှာနေ့တိုင်းပြောပြနေတယ်เนาะပြီးလို့ရှိရင်လဲခေါလံဖူးဆိုတာကဒီအော်တိုဘာလ၄ရက်နေ့တုန်းက KIA နဲ့ PDF ကိုအလိုမရှိဆိုပြီးမှတပိတ်မောက်ခဲ့တဲ့နေရဖြစ်တယ်အော်တိုဘာလ23တစ်ကနေမှစစ်ခွေးတွေနေ့တိုင်းနေ့တိုင်း white 12လေးရင်နဲ့ဘုံလာကြည့်ခဲ့တာဟာဒီနေ့ဒီအချိန်ထိဖြစ်တယ်ဆိုတော့မနေ့ကတော့ ဒီလောက်ကြီးစစ်ခွေးတွေရဲ့လေရင်ကနေမှဘုံကျဲတိုက်ခိုက်တဲ့ဂျားကနေမှ KIA နဲ့ပူပေါင်းတော်လာရဲတွေဘက်ကနေတော့မနေ့ကအော်တိုဘာလ28ရက်နေ့မှာစစ်ခွေးတွေရဲ့စခန်းတစ်ခုကို အပိတတ်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့တယ်ပြီးလို့ရှင်အဲ့မှာလဲခေါင်းကြီးတကောင်တော့ရထားတယ်လို့ ြားရတယ်ဒါပေမဲ့နာမည်တွေနေရာတွေအတိအကျတော့မသိသေးဘူးနောက်မှပဲပြန်ပြီးမှ update လုပ်ပေးမယ်ဆိုတော့မနေ့ကအော်တိုဘလာ28ရက်နေ့မှာ quiz ခန်းတစ်ခုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သေးဆိုတဲ့အကြောင်းကို1000ဆရာတရင်အနေနဲ့ ပထမအဆုံးအနေနဲ့ပြောပြချင်တာဖြစ်တယ်။ပြီးရင်နောက်သတင်းတစ်ပုဒ်အနေနဲ့ကတော့အခုအင်တော်တိုက်ပွဲတုန်းကဖမ်းဆီးခဲ့တဲ့စစ်တုံးပန်းစစ်တုံးကောင်ထွက်ပြေးသွားတယ်။၅ကောင်ကိုဖမ်းရတယ်လို့မနေ့သတင်းထဲမှာပြောထားသလိုပဲ25ရက်နေ့တုန်းကစစ်တုံးပန်းတွေဟာသူတို့ကိုစောင့်နေတဲ့ PDF ရဲဘော်၃ဦးကိုသူတို့ကကြိုးတွေပါနေနဲ့ချီပြီးမှသူတို့ဆီကတနတ်တယ်လူပြီးမှအောက်တိုဘာလ25ရက်နေ့မှာထွက်ပြေးသွားတယ်။မနေ့ကအောက်တိုဘာလ28ရက်နေ့အထိဆိုလို့ရှိရင်တော့ထွက်ပြေးသွားတဲ့စစ်တုံးပန်းတွေ တယ်အားလုံးလူလူကိုဖမ်းမိတယ်ဒါမဲ့တကောင်းနှကောင်းတော့လွတ်သေးတယ်လို့ကြားရတယ်ပြီးလို့ရှင်လဲသူတို့ကိုလိုက်ဖမ်းတဲ့အခါမှာ PDF DC ကနေမှလူယူသွားတဲ့လက်နက်တွေနဲ့ပြန်ပြစ်မှပြစ်ခတ်တိုက်ခိုက်လာခဲ့တဲ့အတွေ့အကြုံတချို့သောခွေးတွေကတော့မတာပေါ်သွားတယ်ဆိုတဲ့အကြောင်းသိရတယ်။နင်းနေလေတတိလွတ်ပြီးတော့နေနေတဲ့ PDF 3ရောက်ကိုလည်းပဲအပြစ်ပေးအေးအေးယူသွားမယ်ဆိုတဲ့အကြောင်းသိရတယ်။ပြီးလို့ရှိရင်အဲနောက်သတင်းတပုတ်နေနဲ့ကတော့မနေ့ကအောက်တိုဘာလ28ရက်နေ့နေ့လယ်ပိုင်း7နှစ်ကျော်မှမကွေးတိုင်းမင်းတုံမြို့နယ်ကနေမှခွေးကလေးစင်းနဲ့ရင်တန်းထွက်လာခဲ့တဲ့ မကွေးတိုင်းရဲမူကြီးကြော်စိုးဝင်းတဲ့အသူနော်သူ့ရဲ့ကျွန်းတွေကတော့ကားလေးစီးနဲ့ထွက်လာခဲ့ကြတယ်အာကိုကျွတ်တော်လာရဲဒီဘက်ကနေမှအာဂျက်ဖြတ်တိုက်ခဲ့ခဲ့တဲ့အခါမှာကားတစ်စီးကိုတော့ထိတယ်ထိပေမဲ့သူတို့ကဆက်လက်ပြီးတော့ပြေးသွားတယ်ဒါကြောင့်တော်လာရဲဒီပြစ်ခတ်ခဲ့တဲ့အခါမှာခွေးလေးကောင်အဲ့မှာမတာပို့သွားတယ်အဲ့မှာထိခိုက်တန်ရာရရှိတဲ့အဥ္စာတွေကို ကျန်တဲ့ကားသုံးစီးပေါ်မှာတင်ပြီးမှထွက်ပြေးသွားတယ်။ရင်းမူကြီးကျိုးဆိုးဝင်းကတော့တန်ရပြင်းပြင်းထန်ထန်ရပြီးမှအခုဆဲယုံပေါ်မှာအာရောက်နေတယ်ဆိုတဲ့အကြောင်းလည်းသိရတယ်။ပြီးတော့အဲ့ကားကိုတော့ကျွဲရော်ဒေါ်လာရဲတွေကနေမှဖမ်းဆီးနိုင်ခဲ့တယ်။ဒေါ်လာရဲတွေကတော့မီးရှို့ဖျက်ဆီးလိုက်တယ်ဆိုတဲ့အကြောင်းသိရတယ်။ပြီးတော့ KN လက်နက်တွေလည်းတိတ်ဆီးရရှိခဲ့တယ်။ဒါတော့ကျမတို့ရဲ့နောက်အောင်ပွဲတစ်ခုပေါ့နော်ပြီးလို့ရှိရင်နောက်တစ်ခုအနေနဲ့ကတော့အောင်ပွဲလေးဟုတ်တယ် one night ဆရာလေးဖြစ်တယ်ဒါကဘာလဲဆိုတော့ အောက်တိုဘာလ28ရက်နေ့မနက်9နာရီမှာစိတ်ဖြူမြို့နယ်ဂွေးပင်ချောင်းကျေးရွာနဲ့တောင်ငယ်လုံးကျေးရွာကြားမှာရှိတဲ့ခွေးရီရဲ့စခန်းကိုတော်လိုင်းရဲရဲဘော်ဒီဘက်ကနေမှဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အခါမှာခွေးလေးကောင်တေသွားတယ်။အဲ့ထဲမှာဝမ်းနေစရာကောင်းတာကခွေးလေးကောင်ကတော့ခွေးတွေဝက်တွေတေသွားတယ်။ဒါပေမဲ့ PDF စစ်ကြောင်းမူ တယောက်လည်းပဲတိုင်းပြည်နဲ့လူမျိုးအတွက်မြင့်မြတ်စွာကြရှုံးသွားခဲ့တယ်ဆိုတဲ့အကြောင်းကိုသိရတယ်။ခွေးလဲကောင်နဲ့ကျွန်တော်စစ်ကြောင်းမူလေးလိုက်ရတယ်လို့ဖြစ်သွားတဲ့အခါမှာတိတ်ပြီးမှဝမ်းနေပါတယ်။ကျွန်တော်ရဲ့ PDF လူငယ်တွေဟာအင်မတမတန်ဖိုးကြီးတယ်။ဘာကြောင့်လဲဆိုတော့စိတ်သက်ကိုမှမွန်မြတ်တဲ့အတွက်ကြောင်းအင်မတမဝမ်းနေစရာကောင်းပါတယ်။ဆိုတော့စစ်ကြောင်းမူနဲ့တက်ဆိုင်တော့မိသားစုအယောက်စီတိုင်းနဲ့အတူထတ်တူထမြဝမ်းနေပါတယ်ဆိုတဲ့အကြောင်းကို ပြောချင်ပါတယ်။ ပြီးတော့နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော်တော်လန်ရဲဒီထိပောက်သွားတဲ့ကိစ္စအာဘာလဲဆိုတော့တော်လန်ရဲဒီရဲ့လက်ချက်ကြောင့်တီတာယူမွန်နဲ့သူ့ရဲ့တပည့်တွေကတော့ခွေပြွက်ဝက်ပြပြသွားတယ်ဆိုတော့သူတို့ခွေပြွက်ဝက်ပြပြသွားတဲ့အတွက်ကြောင့်အော်တိုဘားလ29ရက်နေ့မှာ PDF ဒီဘက်ကနေမှနေမြရှင်းနေလို့တဲ့အခါမှာတော့ drone တခုကိုကောက်ရတဲ့အဲ့ drone ကအင်မတမကောင်းမွန်တယ်ကာလာပေါက်စရဲ့အနေနဲ့ဆိုလို့ရှင်တော့တိန်း1900လောက်တန်ဖိုးရှိတယ်လို့သိရတယ်ဆိုတော့ဒီနေ့ကျွန်တော်ကတော့ထီပေါက်တာတစ်ပုံများသွားတယ်ဘာကြောင့်လဲဆိုတော့ခါလေးကြလို့ရှင်ပတ်စံရှိပေမဲ့ပစ္စည်းမလို့မရတာတွေရှိတတ်တယ်ဆိုတော့အခုကျတော့ကျွန်တော်ဒီ Netoji PDF ဒီရဲ့နေရာအတိအကျအထင်းမှာကိုเนาะအိမ်တိုင်ရာရောက် ပက်စာကုန်ကြတပြားမှမခံပေးနဲ့နထိုးကြီး PDF ဒီရဲ့နေရာအထိလာပို့ပေးတဲ့အတွက်ကြောင့်တီတယုမွန်နဲ့တပည့်ဒီအားလုံးကိုကျေးဇူးတင်တယ်ဆိုတဲ့အကြောင်းပြောချင်တယ်ဆိုတော့အခုကျမတို့နောက်သတင်းတပုတ်အနေနဲ့ကတော့ဗီဒီယိုတူတူလေးကိုနားထောင်ကြည့်ရအောင်နော်လက်ရှိနိုင်ငံခင်းချင်းကိုပြည်သူလူထုနားလည်အောင်ရဲ့ရုပ်ောက်ပွဲကိုမဲပြီးမှကျွန်တော်တို့အပြောင်းလဲကိုတွားဖို့အတွက်ကိုရဲ့ကိုနေတို့အုပ်စုကအတကုံကြိုးစားပန်းသာပြုဆောင်ပေးသွားပါတယ်ဒါပေမဲ့တချို့ဒိုင်ယလော့တွေကလည်းကိုနလူလူနားလည်းအစိတ်ရေလောင်းသလိုပဲကြမ်းနေဗျကြမ်းတဲ့အခါကျတော့ ပြောစရာတွေဝေဖန်စရာတွေဖြစ်တာပေါ့တစ်ဖက်ကလည်းဝေဖန်ကျင်နာစောင့်နေတဲ့အချိန်မှာတခါလဲအုံငွေနဲ့ကျင်းကနေဝေဖန်စရာဖြစ်ပြီးတော့အခုတို့တို့တစ်ဖွဲ့လုံးကို live ဝိုင်းဝေဖန်နေတာအတွေ့ရတယ်ဒီစက်အစိုးရဘက်ကနေရက်တည်ပြီးတော့ဒီလူပညာသူလှုပ်ရှားမှုတွေလှုပ်ပေးနေတဲ့အခုကိုနေတို့အုပ်စုတစ်ဖွဲ့လုံးပေါ့နော်ခုနတစ်ဖွဲ့လုံးကိုဒီဘက်က white call white call white call နဲ့ wine order တဲ့ခါကျတော့ဒီကိုနေတို့တို့နေဝင်းတို့ပြင်းပြတို့အာ Asia မောင်တို့အပေါ်အမှုပညာရှင်မင်းကလေးတွေရောအကုန်လုံးကို white call လုပ်တယ်လဲဆိုလို့ဆိုတော့အဲ့ဒီလူတွေနဲ့ကြော်ညာရိုက်ဖို့ဆိုပြင်ထားတဲ့ကုမ္ပဏီအချို့ကသူတို့နာမည်တော့ပဲနဲ့အခြားလူတွေနဲ့ပြောင်းရိုက်ဖို့ စူးစမ်းတယ်ဆိုပြီးတော့တွေ့ရတယ်ဆိုတော့အဲ့ဒါဘာလဲဆိုတော့ဟိုဘက်အုပ်စုကအားနဲ့အင်းနဲ့လောက်ကြတာတွေ့ရတယ်ဆိုတော့ဒါမမြတ်တော့မှုဖြစ်တယ်ဗျကျွန်တော်တီစဲအနာရဲ့ဖွဲ့စည်းတွေလည်းနားလဲပါတယ်မမြတ်တော့ဘူးဥပမာဆွေးကြောက်လို့ဖွေးဖွေးလို့မပါဘူးဗျပြည်တူးမပါဘူးဗျနော်လူမင်းမပါဘူးဗျအိန္ဒြာကျော်စင်မပါဘူးဗျသူတို့တွေပါဝင်သူဆောင်ခြင်းမရှိဘူးအဘာတိပဲလေသူတို့တွေကကြတော့အဆဲမခံအောင်ဘိုက်ကောမလုပ်ခံအောင်ဆိုရင်သူတို့တွေကကြောင်ညာဆက်ရိုက်ခွင့်ရပြီးတော့ဒီဘက်ကနိုင်ငံတော်ကိုကူညီပေးတဲ့လူပညာရှင်တွေကဘာလို့မှမလုပ်ရတော့ဘူးဆိုရင်ဘယ်လိုလုပ်မလဲဒါမျှတသလားဗော နိုင်ငံတော်ကြီးကြီးတွေတာဝန်ရှိသူတွေအနေနဲ့စဉ်းစားဖို့လိုတာကနိုင်ငံတော်ဘက်ကနေမမမရက်ပြီးတော့နိုင်ငံတော်အတွက်တာဝန်ထမ်းဆောင်ပေးသွားတဲ့ဒီအမှုပညာရှင်တွေကိုလည်းကာကွယ်ပေးရမှာဖြစ်တယ်ပြီးတော့ကြော်ညာကုမ္ပဏီတွေနဲ့ရုပ်ရှင်ထုတ်လွှင့်ကုမ္ပဏီတွေကိုလည်းတတိပေးရမှာဖြစ်တယ်မင်းတို့တွေဒါကတော့မင်းတို့ဒါကမင်းတို့နိုင်ငံတော်ဥပဒေကိုမင်းတို့ချိုးဖောက်နေတာဆိုတော့မင်းအတိပေးဖို့လိုတယ်ကြော်ညာကုမ္ပဏီတွေအနေနဲ့လည်းနောက်တစ်ခါရုပ်ရှင်ထုတ်လွှင့်ကုမ္ပဏီတွေအနေနဲ့လည်းဒီအမှုပညာရှင်တွေနဲ့မရိုက်ဘူးဆိုတာမျိုးလုံမိခဲ့ရင်ကတော့နိုင်ငံကိုခင်ဗျားတို့ကိုယ်တိုင်မှပြန်ဖြည့်ဆည်းနေတာတော့တူတယ်ငါတို့ကြိုက်တဲ့လူတွေငါတို့ကြိုက်မယ်ဆိုတဲ့စကားမျိုးပြောလို့မရဘူးပြပါဆိုတော့ဒါကနိုင်ငံတော်ကူညီတာ ိုပြည်ပြည့်အုပ်စုခိုင်းနေမှာလိုက်လို့နေကြီးဆိုရင်ခင်ဗျားပါလဲအခုနောက်ထပ်ပြည်ပြည့်ဦးနေနောက်ထပ်အင်ရောကျော်စင်းနောက်ထပ်ဖူးဖွေးနေနောက်ထပ်လူမင်းနေထပ်မွေးခိုင်းမွေးထုတ်ခိုင်းလို့လားဆိုတော့နိုင်ငံတော်ကူညီမိတာနဲ့ပဲဒီဘက်မှာသူတို့လှုပ်ချင်တဲ့အလုပ်ရလူတွေမလုပ်ရတော့ဘူးဆိုရင်တော့အဲ့ဒါမမျှတောက်ဘူးဗျနိုင်ငံတော်ဆဲဆိုခဲ့တဲ့ကောင်တွေကကြတော့နိုင်ငံတော်ပုံကန်ခဲ့တဲ့လူတွေကြတော့အလုပ်ပြန်လုပ်လို့လုပ်လို့ရပြီးတော့နိုင်ငံတော်မဆဲမဆူပုံကန်မှုမလုပ်ဘဲနိုင်ငံတော်ပြန်ကူညီဖို့ကြိုးစားတဲ့လူတွေကိုအလုပ်မလုပ်လို့မရအောင်ဝိုင်းပြီးတော့ဖိအားပေးရမယ်ဆိုရင်တရားမျှတမှုဆိုတာဘာလဲလို့မေးရမယ်အဲ့တော့ကြီးခဲ့တဲ့နေရာလေအဲ့ဟာကိုကြည့်ပြီးတော့ တင့်တော်သူတို့ပြန်စီစဉ်ပြုဖို့တော့လိုတယ်တင့်တော်သူစဉ်းစားပြုဖို့တော့လိုတယ်နော်ကြော်ညာကုမ္ပဏီတို့လည်းခေါ်ပေးရွှေရှင်ထုတ်လေးကုမ္ပဏီလည်းတီးပေးရမယ်မင်းတို့တွေနော်မင်းတို့တွေနော်ဆိုတာမျိုးပြောဖို့လိုတယ်အဲ့ဒီမှာပြည်သူတို့အဲရောကျော်စင်တို့ကိုဖွေးဖွေးတို့လူမင်းတို့ခေါ်ပြီးစကားကားရိုက်ပလိုက်သူတို့မရိုက်ပေးဘူးဆိုရင်မရိုက်ပေးဘူးဆိုရင်โอเคမင်းတို့အလုပ်ရမလုပ်နဲ့တော့ပြီးသွားပိတ်ပလိုက်အေးရောဘာလို့ဆိုအဲ့ဒါမှမျှတာမှာဆိုတော့အခုဒီဗီဒီယိုထဲမှာကျတော့အားလုံးကြားရတဲ့အတိုင်းပဲ ကျော်မျိုးမင်းကတော့သူအချိန်ပြည့်ဒီရုပ်ရှင်မင်းသားမင်းသမီးတွေလည်းနိုင်ငံတော်အတွက်အကျိုးပြုရမယ်အကျိုးပြုရမယ်လို့အရန်ပြောတဲ့အနည်းတူပဲအခုအမှုပညာရှင်လို့ခေါ်တော့အပေါ်စားခွဲခေါက်တီကတော့အခုစစ်ခွေးတီရဲ့ lobby ဆက်ကလည်းရိုက်ပြီးမှပြလိုက်ရောကျွန်တော်တော်လိုင်းရေးဒီဘက်ကနေတော့ no bc လောက်လိုက်တယ်ဆိုရှယ်ပနိရှမန့်တွေလောက်လိုက်တဲ့အခါမှာ သူတို့ကိုခေါ်ပြီးမှကြောညာရိုက်မေဆိုပြီးမှကန့်လန့်ထားတဲ့သူဒီလေအခုသူတို့နဲ့မရိုက်တော့ဘူးတခြားလူတွေနဲ့ရိုက်မေဆိုပြီးမှဖြစ်ပေါ်လာခဲ့ပြီဆိုတော့ဒီဥစ္စာနဲ့ပတ်သက်ပြီးတော့အရင်တုန်းကတော့လက်သုံးချောင်းထောင်ပြီးတော့စစ်ခွေးတွေကိုမလိုချင်ဘူးဒီမိုကရေစီကိုလိုချင်ပါတယ်ဆိုပြီးမှလက်သုံးချောင်းထောင်ပြီး27မှာလုတ်ခဲ့ပေမဲ့အခုဘောလိုက်မှနေရတဲ့အမှုပညာရှင်နဲ့ပတ်သက်ပြီးတော့ PDF အဖွဲ့၅ဖွဲ့ကနေမှ ထုတ်ပြန်ချက် တခုကိုထုတ်ပြန်ထားတယ်ခွဲခေါက်စာအမှုပညာရှင်တွေဟာအခုဒီလိုမျိုးစစ်ခွေးတွေရဲ့ဘောမှပြီးတော့ lobby ဇက်ကားတွေကိုရိုက်ပေးတဲ့အတွက်ကြောင့်ပြင်းပြင်းထန်ထန်အရေးယူဆောင်ရွက်သွားမယ်ဆိုတဲ့အကြောင်းကိုစာထုတ်ထားတာကိုတွေ့ရတယ်တကယ်ဆိုလို့ရှိရင်ဒီအမှုပညာရှင်လုတ်ခေါ်တော့အပေါ်စားတွေဟာဒီနေ့မြန်မာနိုင်ငံကိုစစ်ခွေးတွေဘယ်လိုလုပ်နေတယ်လဲဆိုတာနင့်တို့မမြင်ဘူးလားအခုကလေးတငယ်တွေကြောင်းတက်နေတဲ့အချိန်မှာကြောင်းတွေကိုဘုံကျဲတယ်မိင်္ဂလာဆောင်ပွဲတွေကိုဘုံကျဲတယ် အလူဒီလုံနေတဲ့နေရာတွေမှာဘုံကျဲတယ်ဘာရာရဲ့ចောင်းတိုင်းကိုလည်းဘုံကျဲတိုက်ခိုက်နေတယ်ဆိုတော့ကိုနင်းတို့ကမမြင်လို့ဒီနေ့စစ်ခွေးပဲရက်ပြေးမှနင်းတို့ကလော်ဘီလုတ်ပေးရသလားဒီအခုဒီရွေးကောက်ပွဲကလည်းတရားမျှတမှုရှိသလားမရှိဘူးလားနင်းတို့မှာခွဲဝေနိုင်တဲ့အစွမ်းအစတွေနင်းတို့စီမှာမရှိကြဘူးလားဘောမရင် ရပြီးလို့နင်းတို့ထင်နေကြသလား ဒီနေ့နင့်တို့ကနင့်တို့ဆိုရှယ်မီဒီယာတွေတလောက်ကင်တယ်ဒီနေ့စစ်ခွေးတွေပြည်သူတွေကိုဘုံကျဲတိုက်ခိုက်နေတယ်မြို့ရွာတွေကိုဖျက်ဆီးနေတယ်ဆိုတဲ့ဥစ္စာတွေနင့်တို့ရဲ့အသွေးအခေါ်ထဲမှာမရှိကြဘူးလားအဲစစ်ခွေးတွေကပြောတယ်စစ်ခွေးကိုထောက်ခံနေတော့သူစစ်ခွေးဘက်ကိုရက်တဲ့သူတွေကအယမ်းများတယ်လို့ပြောတယ်ဆိုတော့ဒီနေ့ကျမတို့တော်လန်ရဲတွေမထောက်ခံတော့ဘူးဆိုလို့ရှင်ဘာကြောင့်နင့်တို့ကကြောက်ကြတယ်လဲမနေ့ညလေကျမတို့ကပြောပြီးပြီနော်ကျမတို့ပြည်သူလူထုတွေ ထောက်ခံပေးလို့ကျတော့ပြည်သူလူထုဒီအားပေးခဲ့တဲ့အတွက်ကြောင့်ဒီအမှုပညာရှင်တွေထဲမှာတချို့ကတော့ချမ်းသာတဲ့မိသားစုကနေလာခဲ့တယ်လို့တချို့တော့အမှုပညာရှင်တွေဟာစီးရဲတဲ့နော်တာမမိသားစုကနေမှလာခဲ့ကြတယ်ဒါပေမဲ့ ဒီနေ့ပြည်သူလူထုဒီဘက်ကနေမှဆေးရချမ်းသာမရွေးအားလုံးကနင်းတို့ကိုထောက်ပံ့ခဲ့လို့နင်းတို့ဒီနေ့တိုက်တဲ့ကားတွေနဲ့ဒီလိုမျိုးအဆင့်တန်းနဲ့နေနိုင်ခဲ့ကြတယ်။တချို့အကယ်ဒမီတွေရလာတယ်။တချို့ကျွန်တော်ရှင်တော့အကယ်ဒမီတော့မရသေးဘူး။နာမည်တွေကြီးလာခဲ့တယ်။နင်းတို့တွေကိုသူများတွေကပတ်စံနဲ့အများကြီးပေးမှနင်းတို့ကိုငားကြတယ်။ နင်တို့ပတ်စံဘလောက်ပဲရရပြီးသူတွေနင်တို့ရဲ့အကျိုးကိုခံစားရတာမဟုတ်ဘူးပြီးသူတွေကြောင့်တိုင်ပဲနင်တို့ဒီဘဝကိုရောက်နေကြတာနင်တို့အဲ့ဘဝကိုရောက်လို့ပြီးသူတွေကသမင်းတနတ်ပူစားရတာမဟုတ်ဘူးဆိုတော့ဒီနေ့နင်တို့ဟာဒီလောက်အထိနင်တို့ကိုထောက်ခံပေးတဲ့နင်တို့ကိုချစ်နင်တို့ဒီဘဝကိုရောက်လာအောင်မြန်မာတပီလုံးနင်တို့ကိုသိလာအောင်ဒီလောက်အထိလှုပ်ပေးခဲ့တဲ့ပြီးသူလူထုဒီကိုတတ်ဖြတ်နေတဲ့ခွေးတွေကိုနင်တို့ကထောက်ခံပြီးတော့ ခွေးတွေအတွက်နင်တို့ကလော်ဘီလုပ်ပေးနေတယ်နင်တို့ကပြောမယ်ဒါကတော့ရွေးကောက်ပွဲအတွက်ပဲလို့ပြောလိမ့်မယ်ဒါပေမဲ့အခုဒီရွေးကောက်ပွဲမှာတက်မဲ့ပါတီတစ်ခုတိုင်းကိုကြည့်လိုက်ပါ သူတို့ဒီကတော်လန်ရေးတွေကိုထောက်ခံနေသလားတော်လန်ရေးတွေကိုစန့်ကျင်နေတဲ့ပါတီဒီလားဆိုတော့ကိုနင့်တို့မဝယ်ခွဲတတ်ဘူးလားအခုဒီရွေးကောက်ပွဲဟာခါတိုင်းနဲ့မတူဘူးတကယ်လို့သာသူတို့ဘက်ကနေမှတမာတမတ်ရှိတယ်ဆိုလို့ရှင်ဒီနေ့တကဘာလုံးလဲထောက်ခံမှာပေါ့အာဆီယံကိုလည်းခွင့်ပြုမတက်ရဘူးဆိုတော့လည်းနင့်တို့မသိဘူးလားအခုဒီအာဆီယံကနေတောင်မှ စုခွေးဒီရဲ့ရွေးကောက်ပွဲဟာတရားမျှတမှုမရှိဘူးလို့လည်းအာဆီယံကပြောထားတယ်။နင်တို့မှအဲ့လောက်တောင်မှအုံနောက်မရှိကြဘူးလား။ကျော်မျိုးမင်းကလည်းဘာခလောက်ဆန်သေးတယ်လဲဆိုတော့အခုဒီရုပ်ရှင်ထဲမှာဖွေးဖွေးဒီအင်ဒရာဂျိုစင်တွေနော်ပြည်တီဦးတို့အခုဦးလူမင်းတို့မပါဘူး။အခုနေတိုးနဲ့ခွေးတရိုက်ကိုကြာတော့ဒီနေ့ကျတော့တော်လာရဲတွေဘက်ကနေတော့ BC လောက်တဲ့ social punishment တွေလုပ်ဖို့ရတဲ့ပြောပြီးမှအခုဘယ်သူမှမငားချင်ကြတော့ဘူးလက်၃ချောင်းထောင်ပြီးတိုင်းပြည်ကိုမကောင်းတဲ့ ပုံစံနဲ့လုတ်ခဲ့တဲ့ဒီအမှုပညာရှင်တွေကတော့အခုဆက်လက်ပြီးတော့အမှုပညာထဲမှာပါဝင်နိုင်သေးတယ်လို့ပြောတယ်အင်တာဂျိုစင်တွေပြည်တီဦးတွေကိုလည်းရုပ်ရှင်ရိုက်ဖို့လုပ်ရမယ်တကယ်လို့ဒါတို့မရိုက်ဘူးဆိုလို့ရှင်တော့ဒီအမှုပညာရှင်ကလည်းနားခိုင်းရမယ် ဲ့မှာပဲတရားမျှတမယ်လို့ပြောတာဒီလောက်အထိတရားမျှတမှု လိုချင်တယ်ဆိုလို့ရှိရင်အခုနင်တို့ရုပ်ရှင်ပြန်ရိုက်တဲ့အခါမှာလေမြန်မာနိုင်ငံမှာရှိတော့လူချမ်းရော လူနှုတ်ဒီရောအငိမ့်ကြီးရောမငိမ့်တာဒီရော အားလုံးဇက်ပုတ်ဇက်ရံဒီရောအစ TikTok ဆယ်လီဒီ Facebook ဆယ်လီဒီ YouTube ဆယ်လီဒီအားလုံးကိုပါအကုန်ထိတ်ပြီးမှရိုက် အဆုံမပဲတရားမြတ်တမယ်ဒီလေးယောက်ပဲပါလာပြီးမှပဲမြတ်တမှုကိုတော့မရဘူးဆိုတော့အခုဒီဖွေးဖွေးဒီအင်တာဂျိုစင်တွေပါတယ်လို့ပဲမြန်မာနိုင်ငံမှာရှိတော့တစ်ခါပဲဖြစ်ဖြစ်နှစ်ခါပဲဖြစ်ဖြစ် TV screen ပေါ်မှာပါဝင်ဖို့တော့သူတွေအားလုံးကိုခေါ်ရမယ်အဆိုတော်လီလည်းပါရမယ်အကုန်တရုတ်ဆောင်အမှုပညာပဲဖြစ်အဆိုတော်အမှုပညာရှင်တဲ့ဖြစ်ဖြစ်အမှုဆိုတဲ့နာမည်ပါတဲ့သူတွေအားလုံးကိုနင်တို့ခေါ်ရိုက်ပါအဲ့ချိန်ကြမှာပဲတရားများတာမှုရှိလိမ့်မယ်နော်ပြီးလို့ရှင်အခုဒီထဲမှာ ကြော်မျိုးမျိုးဘာထပ်ပြန်ပြောထားတယ်လဲဆိုတော့အခုဒီလိုမျိုးတိုင်းပြည်အတွက်အကျိုးပြုတဲ့အရာအစိုးရဒီအတွက်အကျိုးပြုတဲ့အရာကိုလှုပ်ဆောင်တဲ့သူဒီကိုကြော်ညာတွေမရိုက်တော့ဘူးဆိုလို့ရှိရင်တော့အစိုးရလို့ခေါ်တော့ခွေးတွေကိုသူကဘာထပ်မြောက်ပေးတယ်လဲဆိုတော့အခုဘောမအမှုပညာရှင်တွေကိုကြော်ညာတွေရုပ်ရှင်တွေမရိုက်ပေးတဲ့သူတွေကိုခေါ်ပြီးမှကြော်ညာတွေရုပ်ရှင်တွေခေါ်ရိုက်ဖို့အတွက်ပြောရမယ်လို့ပြောတယ်ဒိန်းတောင်ပြောတယ်လို့တကယ်လို့များသူတို့ကိုခေါ်ပြီးမှရိုက်လိုက်တယ် မပေါက်ဘူးရိုက်တဲ့သူတွေလည်းပက်ဆန်တိတ်နဲ့တိတ်နဲ့ပဲရိုက်တာမဟုတ်ဘူးပက်ဆန်တိတ်ထောင်ချီပြီးမှရိုက်ထားတာတကယ်လို့တို့ဒီရှုံသွားတယ်ဆိုလို့ရှိရင်နင်းတို့ရောပဲမလားဘာကြောင့်လဲဆိုတော့တို့ကပြီးသူဒီကိုဇောကားခဲ့တယ်ပြီးသူဒီဆိုတော့ဒီနေ့ကျတော့တော်လိုင်းရဲတွေမထောက်ခံရင်နင်းတို့ဘွားကအချီနီးတက်တက်ပဲ ်ဒီနေ့ပြည်သူလို့ခေါ်တော့တော်လန်ရဲတွေထောက်ခံမှပဲနင့်တို့ရဲ့ဘဝဟာသမင်းပုံမှန်စားနိုင်ရတဲ့ဘဝဖြစ်တယ်ဒီလိုမျိုးနင့်တို့ကခေါ်ပြောတယ်ဆိုကြတဲ့ကတော့နင့်တို့ပြောတော့ဒီမိုကရေစီဆိုသူတို့ခေါ်ချင်တဲ့သူကိုခေါ်လိမ့်မယ်ရုပ်ရှင်ရိုက်တဲ့သူပဲဖြစ်ကြော်ညာရိုက်တဲ့သူပဲဖြစ်ဖြစ်ပိုစတာလုပ်တဲ့သူပဲဖြစ်ဖြစ်သူတို့လည်းစီးပွားရေးလုပ်တာသူတို့ရဲ့စီးပွားရေးအောင်မြင်ဖို့ရဆိုသူတို့ကြိုက်တဲ့သူကိုငားမှာလေနင့်တို့ဘက်ကနေမှဒီလူကိုငားပါဟိုလူကိုမငားရဘူးလို့နင့်တို့မှချုပ်ချယ်ပိုင်ခွင့်မရှိဘူး ပြီးလို့ရှိရင်လည်းအခုဒီ interjection တွေပြည်တီဥဥတွေကိုလည်းစစ်ခွေးတွေနဲ့ပတ်သက်တဲ့ lobby ကားတွေကိုရိုက်ပေးပါမရိုက်ဘူးဆိုလို့ရှိရင်အမှုပညာရှင်ကလည်းနားရမယ်လို့ပြောတဲ့အခါမှာဒီအမှုပညာရှင်ဆိုတဲ့ခြေလမ်းကိုလမ်းတဲ့အခါမှာငရုကတော့စစ်ခွေးတွေခေါ်တဲ့အခါတိုင်းမှာရုပ်ရှင်ရိုက်ပါမယ်စစ်ခွေးတွေအတွက်အဲ lobby ရုပ်ရှင်ကားတွေကိုရိုက်ပေးပါမယ်လို့သူတို့ကလည်းမသဘောတူညီချက်တွေနင့်တို့နဲ့လှုပ်ထားခဲ့လို့အခုနင့်တို့ကဒီစကားပြောသလားမဟုတ်ဘူး ဒီနေ့ဒီသူတို့ဒီဒီနေရာကိုရောက်ဖွဲ့အတွက်ခ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 က်နဲ့ရောက်လာခဲ့တဲ့အခါမှာနင့်တို့ဘာကူညီခဲ့တယ်လဲနင့်တို့နဲ့လည်းဆိုင်မထိုးထားဘူးဒါကြောင့်သူတို့ရိုက်ချင်ရိုက်မယ်မရိုက်ချင်မရိုက်ဘူးနင့်တို့ဘက်ကနေမှအာနာပြနေဆရာမလို့ဘူးအခုဒီလိုမျိုးခလောက်ဆန်တဲ့အလုပ်တွေဆိုရင်ကြော်မျိုးမြင်အရန်လောက်တတ်တယ်ဆိုတော့အခုဒါကိုထပ်မပြောခင်ဗီဒီယိုတော်တော်လေးတစ်ခုကိုပြန်ကြည့်ရအောင်နားထောင်ကြည့်အောင်နော်ဘုန်းဝင်လင်းလင်းပြောရရင်အပြောင်းလဲခဏတာမှာစိတ်ရိုင်းသွားတဲ့သဘောမျိုးပေါ့အခုဒီထဲမှာချူလဲပါပြောသွားတယ် အပြောင်းအလဲတစ်ခုပေါ်မှာစိတ်ရင်သွားတဲ့သဘောဖြစ်တယ်တဲ့သူနည်းသူပဲဘောမနေတိုးနေတကွလော်ဘီရုပ်ရှင်ကားထဲမှာပါဝင်နေတော့ဘောမတွေအားလုံးကလည်းเนาะအပြောင်းအလဲတစ်ခုမှာစိတ်ရင်သွားတဲ့အတွက်အကြောင်း ခွေးကြဝတ်ကြကြသွားတယ်လို့ပဲခံယူလိုက်ပါเนาะဒီနေ့ကျောတို့တော်လာရဲဒီကတော့ဘယ်တော့မှခွလွတ်တော့မှာမဟုတ်ဘူးတခြားနေရာမှာကျောတို့ခွလွတ်နိုင်ပေမဲ့ဒီနေ့တော်လာရဲကိုထိပါလာတဲ့အရာတွေအားလုံးဒီနေ့ကျောတို့တော်လာရဲဒီကိုဇော်ကားတာမျိုးတွေကျောတို့ပန်းတိုင်ကိုပြဲနေတဲ့လမ်းထဲမှာခလုတ်ဖြစ်နေတော့ရှိနေတဲ့သူတွေအားလုံးကိုတော့ကျောတို့ရှင်းပြရမှာဖြစ်တယ်ဆိုတဲ့အကြောင်းပြောပြချင်တယ်ဆိုတော့အခုဒီထဲမှာကြုံမျိုးမြင်ဆက်ပြောသွားတဲ့ဥစ္စာက ဘောမအမှုပညာရှင်တွေအတွက်လည်းတခုခုစဉ်းစားပေးဖို့တလိုအပ်တယ်လို့သူ့ရဲ့ဘောပိုင်ရှင်တို့တောင်းလျှောက်တဲ့အခါမှာဒါတိတ်ကောင်းတယ်သူတို့ကတော့နော်ပတ်စံရရတယ်ဆိုလို့ရှိရင်ဘာမှမဆိုလောက်ကြတဲ့အတွက်ကြောင့်ခွင်းချပူရဲ့အိမ်ရှိတွေမှာလေစင်ကြီးထိုးပြီးမှသူတို့ကိုလည်းအမတိ့ဥဆောင်ထားခိုင်းပါလားနော်သူတို့ကပတ်စံတာပေးလို့ရှိရင်ဘာမှမဆိုလောက်တယ်အဲ့လောက်ထိပေါ်တာဂျပူရဲ့အိမ်ရှိထဲမှာစင်ထိုးပြီးမှတိ့ဥဆောင်ထားခိုင်းပေးလိုက်ပါလားဒါတော့အဆင်ပြေတယ်မှာလေ ဘဒုတွေလည်းအနောက်ရှဖြစ်မနေတော့ဘူးเนาะပြည်သူတွေအားလုံးကြမ်းမပြောရှိကြပါစေ